မြမလီပြောင်ဟွန်အဖြစ်နာမည်ကြီးလာခဲ့တဲ့လှိုင်သားယာကိုကြီးအလုံးမဲမင်္ဂလာပါဗာမီစနောင်းကနေကြွဆူလိုက်ပါတယ်။ကဘာကျော်ကိုရီးယားမင်းသားလီပြောင်ဟွန်ကမတိတဲ့သူမရှိလောက်ကြော့ကြားသူတယောက်ပါ။လောအချိုးစားကြနာတဲ့ရုပ်ရည်ပိုင်ရှင်လီပြောင်ဟွန်ကိုအားကြလာကြောင်းသူနဲ့ပုံစံတူဖြစ်အောင်လိုက်လံပြုပြင်သူတွေလည်းရှိကြပါတယ်။မြန်မာနိုင်ငံမှာတော့လီပြောင်ဟွန်းရဲ့ရုပ်ချင်းစင်တူတူတယောက်ရှိပြီးသူကလှိုင်တရာကိုကြီးကိုဘချစ်ဖြစ်ပါတယ်လီပြောင်ဟွန်းကိုလည်းတွေ့ချင်တယ်ကိုရီးယားကိုလည်းမသွားနိုင်သေးဘူးဆိုရင်လှိုင်တရာကိုကြီးရှိနေပါပြီလှိုင်တရာကိုကြီးဆိုတာကတော့ Pride တအလုပ်တွေကိုလောက နေသူဖြစ်ကောင်းဂျာရဲကနေအကျိုးဆောင်ပေးနေတဲ့သူပေါင်းအလျင်ပေးရေပေးတွေမှာကုညီပေးနေတဲ့လှိုင်းတရားကိုကြီးကအောင်ခန့်ပိုင်တဲ့အတူတူတွဲပြီးတွေ့ရတတ်ပါတယ်။သပင်းကောက်ကောက်အရက်ဖြောက်ဖြောက်တက်တူးရင်နဲ့မိမိုက်နေတဲ့လှိုင်းတရားကိုကြီးကသူ့ကိုယ်ကိုလီပြောင်းဟွန်းနဲ့တူတာကြောင့်ဂုံယူနေတဲ့သူပေါင်းအခြားသူတွေကလှိုင်းတရားကိုကြီးကိုလီပြောင်းဟွန်းနဲ့တူရဲဆိုပြီးပုံတွေပို့ပေးကြပါတယ်။ အရိပုံတွေကိုကြည့်လိုက်တဲ့အခါမှလည်းတူတလိုလိုမတူတလိုလိုဖြစ်နေပေမဲ့လိုင်းသားရကိုကြီးကတော့ပြောနေပါတယ်။ကဘာကျော်မင်းသားတယောက်နဲ့ရုတ်ချင်းဆင်တူတယ်ဆိုတာကတော့ဂုံယွန်စရာဖြစ်ပြီးပုံတွေကိုပြန်ကြည့်လိုက်တိုင်းမှာစဉ်းနှက်နေရတာပါ။ လိုင်းသားရကိုကြီးကလီပြောင်ဟွန်းနဲ့တူတယ်ဆိုတာကြောင့်လီပြောင်ဟွန်းရဲ့ပြည်သက်တီကစိတ်မကောင်းဖြစ်နေကြပါတယ်။လီပြောင်ဟွန်းလိုယောက်ျားပီတာရဲ့ရုပ်ရည်ပိုင်ရှင်ကိုဘသူနဲ့မှမတူစေချင်ကြပါမယ်လေ။လိုင်းသားရကိုကြီးနဲ့တော့အနှဲငယ်ဆင်တလို့ဖြစ်နေတာပေါ့။လိုင်းသားရကိုကြီးကလီပြောင်ဟွန်းနဲ့တူတာမဟုတ်ဘဲလီပြောင်ဟွန်းကလိုင်းသားရကိုကြီးနဲ့လာတူနေတာပါလို့စားနောက်နေကြပါတယ်။တချို့တွေကတော့လိုင်းသားရကိုကြီးကိုတွန်းနေဆွအောင်နဲ့တူတယ်လို့ပြောကြတာပေါ့။ ဒီလိုပြောတာကလည်းစားနောက်နေကြတာဖြစ်တဲ့အတွက်လှိုင်းသားရကိုကြီးကတော့စိတ်မဆိုးပါဘူး။သူ့ကိုဘသူတွေနဲ့တူတယ်လို့ပဲပြောပါစေ။သူ့အတွက်တော့ Pride အလုပ်တွေကိုဆက်လုပ်သွားမှာပါ။ဒီရက်ပိုင်းမှာလှိုင်းသားရကိုကြီးကမတန်ဆွမ်းမင်းကလေးဤတန်စင်မှုကိုထိထိရရကိုညင်နိုင်တာကြောင့်လူအများရဲ့လေးစားမှုကိုသိမ့်ပိုက်သွားနိုင်ပါတယ်။စေထိုးမှားတာကြောင့်အယိုးပြော့ပြီးအသက်တလခွဲအရွယ်ကလေးကမတန်ဆွမ်းဖြစ်သွားခဲ့ရတဲ့ဒီမင်းကလေးကိုလှိုင်းသားရကိုကြီးကတေချာကူညီပေးခဲ့တာပါ။လှိုင်းသားရကိုကြီးစီကနေဤတန်စင်မှုအကြောင်းကိုဖော်ပြပေးခဲ့ရတာကနေသူ့အတွက်သိမ့် ်10ကျော်ရရှိသွားခဲ့တာပါစချုပ်ချင်တယ်လို့ပြောရကြအောင်မော်တာဆက်နဲ့ပိတ်ဆားတွေကိုလှူဒန်းပေးတဲ့သူရွှေနဲ့ဆွဲလှူဒန်းပေးတဲ့သူတွေလည်းပေါ်ထွက်လာခဲ့ပါတယ်ဒါကြောင့်အီတန်စင်မှုရဲ့ဘဝလေးကိုလှိုင်းသားရကိုကြီးနဲ့တွေ့တဲ့အချိန်မှာကြီးကြီးမားမားပြောင်းလဲသွားခဲ့တာပါအီတန်စင်မှုကိုလှူဒန်းမှုအတွက်လှိုင်းသားရကိုကြီးကအင်တန်ရရောက်ကူညီပေးခဲ့ပြီးအားငယ်နေတဲ့မတန်ဆွမ်းတယောက်ရဲ့ဘဝကိုမြှင့်တင်ပေးနိုင်ခဲ့တာပါ လိုင်းတန်ရကိုကြီးက Pride အလုပ်တွေကိုလှုပ်ချင်တာကြောင့်သူရဲ့စီပွားရေးကိုယုံကြည်တဲ့သူတွေနဲ့အတ်ထားတာပေါ့သူရဲ့အမေကပွဲစည်းတွေမှာပင်လယ်ဓမြလှေလုံငန်းကိုလောက်ကင်သူဖြစ်ပြီးလိုင်းတန်ရကိုကြီးကိုရင်ကလည်းဖုံးဆိုင်နဲ့ပစိုးဆိုင်ကိုဖွင့်လှစ်ထားပါတယ် လူဘဝကိုရောက်တော့မှလိုအပ်နေသူတွေကိုကူညီပေးချင်တာကြောင့်လှိုင်းသာယာကိုကြီးက Pride အလုပ်တွေကိုလုပ်ကိုင်နေသူဖြစ်ပါတယ်။စကားကိုရှင်းရှင်းပြပြပြောတတ်တယ်လို့တက်တူးတွေနဲ့ဇိုးပုံစံဖြစ်နေလို့သူ့ကိုကြောက်ကြတဲ့သူတွေရှိပေမဲ့လည်းသူ့ရဲ့ကူညီမှုတွေကတကယ်ထိရောက်ပါတယ်။လှိုင်းသာယာကိုကြီးကတက်ကြီးရွယ်အတွင်းနဲ့ဒုက္ခရောက်နေသူတွေကိုလည်းကူညီပေးနေသူဖြစ်တာကြောင့်သူ့ကိုလေးစားချပေမဲ့လီပြောင်ဟွန်းနဲ့တူရာကိုတော့လက်မခံချပါဘူး။လိုင်းသားရကိုကြီးဟာတကယ်ပဲလီပြောင်ဟွန်းနဲ့တူနေတလောင်းဓမ္မမို့တွန်တိတ်ဆွအောင်နဲ့ပဲတူနေတလောင်းဆိုတာပြပြခဲ့ပါအောင်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ